အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဒီမိုကရေစီသစ်လူမှုကွန်ရက်စာမျက်နှာမှာဆမရှင်လှကြော်စောရေးသားထားတဲ့တရုတ်ဂျပန်တင်းမာမှုရဲ့နောက်ွယ်မှာဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။တရုတ်ဂျပန်တင်းမာမှုရဲ့နောက်ွယ်မှာယူကရိန်းစစ်ပွဲကတော့တဖြည်းဖြည်းအချိန်ကျလာတော့မှာပါ။အဓိကကြိုးဆွဲသူအမေရိကန်ထရမ့်ကဒီစစ်ပွဲကိုအဆုံးသတ်ချင်လာပါပြီ ယူကရိန်းသမ္မတဇလန်စကီကလည်းလေးတန်းမမာနိုင်တော့ပါဘူးလက်ယူလက်စားအမှုတွေက အိမ်ပေါက်ဝရောက်လာနေပြီထရမ့်အတွက်ကတော့အကျိုးမြတ်တွေကများပါတယ်ဂါဇာမှာလည်းတနက်တန်ရက်အောင်လှုပ်ထားနိုင်ပြီအဲ့ဒီမှာလည်းအစ္စရေးဝန်ကြီးချုပ်နာတန်ယဟူးကို လက်ယူလက်စားမှုနဲ့ပဲအကြက်ကင်ထားတာအခုယူကရိန်းမှာအပြစ်ခတ်ရက်စဲရေးလုပ်နိုင်လို့ကတော့ထရမ့်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုရဖို့တန်းနေတာပဲ တခြားအကျိုးကျေးဇူးတွေကလည်းရှိသေးတယ်။ဥပမာဂါဇာတို့ယူကရိန်းတို့ပြန်လည်တိဆောက်ရေးတွေလုပ်တဲ့အခါထရမ့်သမက်က contract လုပ်ငန်းတွေအတော်ရပ်နိုင်တယ်။အမျက်ကအမျက်ဆုံးကတော့အရှိအလဲပိုင်းနဲ့ဥရောပစစ်မြေပြင်ကနေအမေရိကန်ရဲ့အခြေခံအင်အားစုတွေထုတ်နှုတ်နိုင်လိုက်တာပါပဲ။ဒါမှပိုမိုအရေးကြီးတဲ့စစ်မြေပြင်မှာတုံးဖို့ထိန်းထားနိုင်မယ်။ဒါအပြင် Trump အနေနဲ့ရုရှားကိုတရုတ်နဲ့ခွဲထုတ်လိုက်နိုင်မယ်လို့လည်း မျောလဲနိုင်ပါတယ်။ထရမ့်တို့ကလူဒန်းစားအမြင်သိရှင်းလင်းပြတ်သားပါတယ်။သူတို့ရဲ့အဓိကရန်သူဟာတရုတ်ဖြစ်ပြီးတရုတ်ကိုသူတို့နဲ့မရှင်းလာနိုင်အောင်ချိုးထားရမယ်လို့သတ်မှတ်ထားတာပါ။ American တမ်းမဟောင်း Nicholas Van ပြောဘူးတာရှိပါတယ်။တရုတ်ကိုဒိုးကဘယ်အသာပေးလို့ဖြစ်မလဲ။တရုတ်ကိုအသာပေးလိုက်ရင်သူတို့ရဲ့ socialist စနစ်ဟာဒိုးတွေရဲ့ liberal democracy ထက်တားတယ်ဆိုတာဝန်ခံလိုက်တယ်လို့ဖြစ်သွားမှာပေါ့တဲ့။ဟုတ်ပါတယ်။ ဒါဟာလူရန်စားတိုက်ပွဲပါလက်နက်များနဲ့တိုက်တာမဟုတ်ပေမဲ့နှစ်နိုင်ငံလုံးမှာအမှုမြူလက်နက်တွေရှိနေလို့တခြားစစ်မျက်နှာအမျိုးမျိုးဥပမာဂုံသွေးရေးမှာတိုက်ပွဲသဏ္ဍာန်ပေါင်းစုံရှိနေတာပါအချိန်တက်နိုင်သမျှဆွဲပြီး ကိုအားကိုစုဆောင်းနေကြတာပါဒါကြောင့်အမေရိကန်တွေနဲ့တရုတ်ကိုရုရှားကိုယူကရိန်းစစ်ပွဲမှာနစ်သွားသလိုအထိမခံနိုင်တဲ့ထိုင်ဝမ်ပြည်ထောင်နဲ့အနေအဆုံးအလုရှုပ်နေစေခြင်းတည်း ဒီမှာတင်အစ်စ်တက်လာတဲ့လက်ရဇွန်သမားဂျပန်ဝန်ကြီးချုပ်တာကာချီရဲ့တရုတ်ကိုရန်စတဲ့ဇာတ်တွေထွက်လာတာတရုတ်ကလည်းဆက်ဆက်ထိမခံဂျပန်ရဲ့ကုန်သည်ရေးတွေထိခိုက်နိုင်တဲ့လှုပ်ဆောင်ချက်မျိုးမျိုးချမှတ်ရုံမကနောက်ဆုံးဒီကိစ္စကိုကုလထိတင်းလာပြီးဒုတိယကမ္ဘာစစ်ပြီးချုပ်ဆိုခဲ့တဲ့စာချုပ်တွေပါတင်းလာကအရေးယူပေးဖို့တောင်းဆိုလာပါတော့တယ်တရုတ်မှာရှေးစကပုံရှိပါတယ်ကြက်သက်ပြီးမြောက်ပြတာတဲ့ဂျပန်ရဲ့နောက်မှာဘယ်သူရှိတယ်ဆိုတာ တရုတ်ကကောင်းကောင်းသိပါတယ်ဒီမှာတင်နိုဝင်ဘာ25ရက်နေ့မှာ ရှီကျင့်ပင်နဲ့ Trump Trump နဲ့တကာချီတို့၃ဦး၃ဖလဲဖုန်းပြောကြတဲ့သတင်းတွေအစီအစီထွက်လာပါတယ်ပြီးတော့တက်ဆိုင်ရာနိုင်ငံများလိုက်ပေးကျင်တဲ့သတင်းစကားများကိုလည်းကြားလိုက်ရပါတယ်တရုတ်ဘက်ကတရုတ်အနေနဲ့ထိုင်ဝမ်ပြဿနာဟာတရုတ်ပြည်တွင်းကိစ္စဖြစ်လို့ဘယ်သူမှဝန်ဆွတ်ဖတ်ခွင့်မရှိဘူးတရုတ်နဲ့အမေရိကန်တို့ဟာဒုတိယကမ္ဘာစစ်ကြီးအတွင်းကပူးပေါင်းပြီး ဖက်စစ်စနစ်ကိုတိုက်ခတ်သူများဖြစ်လို့ရရှိလာတဲ့အောင်သီးအောင်ပွင့်တွေကိုမထိခိုက်စေသင့်ဘူးတဲ့ထရမ်ကတော့တရုတ်နဲ့အမေရိကန်ဆက်ဆံရေးအလွန်ကောင်းကြောင်းသူကလာမယ့်နှစ်ဧပြီလမှာတရုတ်ကိုသွားလည်မှာဖြစ်ကြောင်းရှီကိုလည်းနောက်နှစ်နှစ်ကုန်မှာအမေရိကန်လာလေဖို့ဖိတ်တာကိုရှီကလက်ခံကြောင်းတဲ့တကာရှိကထရမ်ကရှီနဲ့ဖုန်းပြောပြတာနဲ့သူ့ကိုခေါ်ပြီးဘာတွေဆွေးနွေးတယ်ဆိုတာကိုပြောပြကြောင်းဂျပန်နဲ့အမေရိကန်ဆက်ဆံရေးတွေကလည်း အလွန်ကောင်းကြောင်းနဲ့ကဲဒီတော့သူတို့တို့တွေကြီးစေအေးစေဖြစ်သွားပြီလားတိုင်းပြည်ကြီးများအကြာတန်တမန်ဆက်ဆံရေးအရှုပ်ထွေးအတက်ကြများကို တိုင်းပြည်ငယ်များအထူးသဖြင့်အင်အားချိနေတဲ့နိုင်ငံများအနေနဲ့အလွန်လိမ္မာပါနက်စွာ နေတတ်ဖို့လိုပါတယ်အခုပဲကြည့်ဂျပန်လိုနိုင်ငံတော်ကြားညက်တယ်လို့ဖြစ်နေပြီ ထရမ့်ကဲနိုင်မကဲနိုင်စောင့်ကြည့်ရမှာပါဒါကြောင့်အားလုံးနိုးနိုးကြကြ 去吃吧，拉酒桌，那三公里，舍得拉，那汤那三碗。<noise>